အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2019ခုနှစ်ဇန်နဝါရီလ10ရက်နေ့14ရက်တွင်တည်ရှိနေတဲ့ဒီကာလမှာအလုတ်စည်းဝါတိုတက်မယ်ပိုက်ဆံကုန်တယ်ငွေဖတ်မတင်ဒါပေမဲ့ငွေရစရာအကြောင်းကလည်းဆက်တိုင်ပေါ်မယ်ကိုကိစ္စတဲ့သူတစ်ပါးကိစ္စတွေအချိန်ပေးပြီးလုပ်ရမယ်ဒါပေမဲ့လုတ်တဲ့ကိစ္စမှန်သမျှအောင်မြင်မယ်နာမည်အောင်မြင်မှုကိုရမယ်အများရဲ့လေးစားမှုကိုရရှိမယ်တခါမှမလုတ်ဘူးတဲ့လုတ်တွေကိုလည်းလုတ်ကြိုင်လိမ့်မယ် တိုးချဲ့လုတဲ့လူတွေကလည်းအောင်မြင်မယ်။နေရာသစ်ချဲ့လုတာတွေလည်းအဆင်ပြေမယ်။ရက်ဆိုင်မယ်လို့ထင်ထားတဲ့ကိစ္စလေးတွေပြန်လည်အဆင်ပြေသွားနိုင်မယ်။ရတဲ့ရတတ်တဲ့ငွေကြေးပြန်ရမယ်။အပြောင်းလဲသစ်တွေပေါ်မယ်။ကိုယ့်ဘောမှာအထောက်ကူပြုတဲ့သူတွေလည်းပေါ်ပေါက်တတ်တဲ့ကာလဖြစ်ပြီးရတနာဘုံစိုက်ကင်းနဲ့တိုက်တယ်။ဩဇာတနာဖွံ့ဖြိုးမှုတွေအတွက်ကိုကံမြင့်မားနေတဲ့ရပ်ပိုင်းတွေကိုဖျက်ဆီးရမှာပါ။ January 6ရက်နေ့မှာအလုတ်စီးပွားရေးရာတွေမှာထူးထူးခြားခြားကောင်းတဲ့နေသားနဲ့တွေ့တဲ့အခြေအနေတွေရရှိမယ်ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်9ရက်နေ့မှာမတော်တဆပြဿနာလေးတွေဖြစ်တတ်သလိုစကားများရတာတာရံဖြစ်ရတာလေးတွေရှိတတ်တယ်10ရက်နေ့ကတော့အရာရာဆင်ပြေတယ်စိတ်ချမ်းမြေ့စရာနဲ့တွေ့တဲ့တာတွေကြုံမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မယ် ဝေးကွာနေတဲ့မိန်ဟောင်းတွေနဲ့ပြန်တွေ့တာတို့ချစ်သူဟောင်းနဲ့ပြန်လဲဆက်သွယ်တာတို့ကြောက်မယ်၁၇ရက်နေ့မှာရတ်တန်တဲ့လူတွေပြန်လဲစတင်နိုင်တယ်လူမျိုးကွဲအကျိုးပေးမယ်အလုတ်ကိစ္စတွေအဆင်ပြေမယ်၁၂ရက်နေ့ဟာငွေကြေးကံဥစ္စာကံထူကောင်းတဲ့နေ့ဖြစ်ပြီးတော့မမျော်လင့်မဲအလုတ်ခွင့်ရည်တွေလည်းပေါ်ပါမယ်၁၃ရက်နေ့မှာရန်ပတိပက္ခတွေဖြစ်တတ်တယ်နာယေးကိစ္စသို့မဟုတ်သူတပတ် ြည်နာဖြစ်တာတွေကိုလိုက်လံကူညီရတာမျိုးကိုကြောက်မယ်၁၄ရက်နေ့မှာတော့ထူးခြားတဲ့ကောင်းတဲ့တဲ့နဲ့တိုးတက်ခြင်းတွေဖြစ်ပေါ်ပြီးတော့အရာရာစင်ပြေမှုရဲ့နှစ်သာရကိုရရှိတယ်တနင်္ဂနွေနေ့မွေးသူဂျင်းနဲ့ပူးတွဲလို့တဲ့လို့တရားပြဿနာဖြစ်တတ်တယ်ရံပတိပကဖြစ်တတ်တယ်တနင်္လာနေ့မွေးတဲ့သူတွေကတော့ကိုယ့်ပေါ်မှာကောင်းသောအကျိုးပေးခြင်းနဲ့တွဲဖက်လုပ်ငန်းလုပ်ကြအစဉ်ပြေခြင်းကိုဖြစ်စေတယ် အင်္ဂါနေ့မွေးသူတွေနဲ့ပူပေါင်းတဲ့ကိစ္စတွေက အလုံနေနဲ့အစဉ်ပြေမယ်ငွေဖတ်မတင်ဗုဒ္ဓနဲ့မွေးသူတွေကတော့ကိုယ့်ပေါ်မှာထူးထူးခြားခြားအကျိုးပေးခြင်းတိုးတက်ခြင်းနဲ့ဖြစ်စေတယ်ဇာတာပတိနဲ့မွေးသူတွေနဲ့လူမျိုးခွဲလူမျိုးကြားတွေဆိုရင်အကျိုးပေးတယ်လူမျိုးတူဆိုရင်သိရုံပဲကောင်းတယ်တောက်ကြံနေမွေးသူတွေကတော့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်စေတယ်စနေနေ့မွေးသူတွေနဲ့ပူးပေါင်းလုပ်တဲ့လူတွေကတော့ထူးခြားတဲ့အောင်မြင်မှုတွေကို အထင်ရှားရရှိစေတဲ့ကံပေါ်ပေါက်ပါတယ်။တတိပေးကျင်တာက January လ16ရက်နေ့စနေနေ့မှာအသွာလာနေတိုင်းပြောဆိုကြည့်ဆက်ရမယ်။အရှင်းမြောက်ရက သူတွေနဲ့ခန့်ရန်ဒေါသဖြစ်တတ်တယ်။အနောက်ရကကိုဦးတည်သွားစဉ်အန္တရာယ်ဖြစ်တတ်တယ်။နေ့တနင်္ဂနွေကနေညနေ3နိုင်အတွင်းသူတစ်ပါးကိစ္စအတွက်လိုက်လံသွာလာရင်ကို့မှာအန္တရာယ်ဖြစ်တတ်တာမျိုးကိုသတိထားရမယ်။ တပတ်တာကာလအတွင်းမှာလေခွန်ကိုကနန်းနဲ့အချိုးပေးတဲ့အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြင့်သုံးဆွဲနိုင်တယ်။ကောင်းချင်းကံကြမ္မာများရရှိစေရန်လို့ကသုံးဆွဲနေတဲ့ကော်ခွဲ့အဟောင်းရေခွဲ့အဟောင်းနဲ့ရှားဖွေပြီးဆွန့်ပစ်ပြီးအသစ်စားထိုးသုံးလိုက်ပါထူးခြားစွာကောင်းချင်းကံနဲ့တိုးတက်ခြင်းများဖြစ်တော်လာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်